ကြာကြီးတင်ညွှန်ရစာများစုစည်းမှုကနေကြိုဆိုလိုက်ပါတယ်ရှင်။ one twin can ဆိုတာလေးကိုဖတ်ပြချင်ပါတယ်။ဒီစာကိုဖတ်ရှုခွင့်ပြုပါရင်ကြာကြီးအားလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်။ ကျွန်တော်ရန်ကုန်တက္ကသိုလ်ဓာတ်တနိကပေတာတန်းမှာတက်နေတော့အတွေ့အကြုံဆုံးပုံကူကဆရာနန္ဒာသိန်းစံဖြစ်ပါတယ်။ဆရာရဲ့ကိုချင်းတီကြည်ချင်းနဲ့အစင်မြင့်ခီးစင်ဆိုတဲ့စာအုပ်ပထမဆုံးထွက်လာတော့ဝယ်ပြီးဖတ်တယ်။တိုက်လိုက်တာလေ။ကျောင်းတွေပြန်ဖွင့်တော့ဆရာကိုဌာနမှာတွေ့မလားဆိုပြီးတော့လိုက်မိတယ်။ဒါပေမဲ့ဆရာကအဲ့ဒီချိန်မှာနေကို ရောက်သွားပြီ။ပြီလားမသိလားမဆိုနိုင်ပါဘူး။ဆရာကိုကျွန်တော်ပြန်တွေ့ရချင်းဟာဆရာပေါမောက်ခအဖြစ်ရန်ကုန်တက္ကသိုလ်ကိုပြန်ရောက်လာချင်းပေါ့။ အဲ့ဒီချိန်ကကျွန်တော်ရန်ကုန်တက္ကသိုလ်ထဲမှာသင်တန်းတွေရှောက်တက်နေတယ်။မဂ္ဂဇင်းတစ်ဆောင်မှလည်းအက်ဒီတာလုပ်နေပြီးကျောင်းဆရာဘွားကလည်းထွက်ပြီးချိန်မှာဆရာစီကျွန်တော်ကိုခေါ်သွားသူကရန်ကုန်တက္ကသိုလ်ထဲကတူတာလေးတယောက်ဖြစ်ပါတယ်။ဆရာနန္ဒာသိန်းစံတပည့်လို့သိရတယ်။ဆရာလေးကကျွန်တော်မဂ္ဂဇင်းတိုက်ကိုစာမူလာပို့ရင်ကစကားဆက်မိလို့ဆရာရန်ကုန်တက္ကသိုလ်ကိုပေါမောက်ခဘွားနဲ့ပြန်ရောက်နေတယ်လို့သိရလို့ဆရာကိုတွေ့ရအောင်လိုက်လာခဲ့ပါတယ်။ ဆရာကဌာနစာကြည့်တိုက်ထဲမှာအစည်းအဝေးလုပ်နေတယ်။ကျွန်တော်နဲ့ဆရာလေးကအပဝါမှာပြူတင့်ပြူတင့်သွားလို့တော့ဆရာကချက်ချင်းပဲထွက်ချလာတယ်။မင်းတို့ကိုကျေးဇူးတင်လိုက်တာတဲ့။ဘာလဲပေါ့ဆရာကဆက်ပြောတယ်။ဒီအစည်းအဝေးတွေပြီးကိုမပြီးနိုင်ဘူး။မင်းတို့ကိုတွေ့မှငါကရေးကြီးတဲ့သူတွေနဲ့တွေ့ကြရရှိတယ်ဆိုပြီးပြော့ထွက်လာခဲ့တာတဲ့။ဆရာကိုနောက်မှပေါင်းကြည့်ပြီးသိလာတာကမိတ်ဆွေပေါင်းတင်ဆိုတာသူ့အတွက်အရေးကြီးတဲ့သူတွေတဲ့။ငါကအစည်းအဝေးခန်းထဲထိုင်ရတာတဲ့။ လက်ဖက်ရည်ဆိုင်မှာမင်းတို့နဲ့ထိုင်ကျင်တာတယ်လေဆရာယုံကန်ထဲမှာပကြီးဆရာဘောဥတက်ရဲ့ပကြီးလက်ရာတွေခဲချစ်တွေအများကြီးတွေ့ရတယ်ဆရာကအမတ်တရားအမျက်တလုံးနိုင်ရန်မှာလဲချိတ်ဇပွဲပေါ်မှာလဲတင်ထားတယ်ဆရာဒီပကြီးကတွေအခုဆိုရင်အရန်တန်ဖို့ရှိမှာပဲဟွန်းတန်ဖို့ရှိသလားမရှိသလားတော့မပြောရဘူးထိုင်ရတဲ့ရတာတော့အလွန်ဒုက္ခများတာပဲတဲ့ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ကိုထွက်ခဲ့ပြီးဥချစ်ဆိုင်မှာထိုင်ကြတယ်ဟိုးရင်က ကျွမ်းပင်ကြီးတွေအောက်ကဥချင်းမဟုတ်တော့ပါဘူးခုလည်းကျွမ်းပင်အောက်မှာပါပဲဒါပေမဲ့နေရာပြောင်းသွားပြီအဖေဥချစ်ကနေတားဥချစ်ဆိုင်ဖြစ်သွားပြီဆရာနဲ့ထိုင်ရင်မှတ်သားစရာတွေအများပြောတတ်တယ်အလွန်ရိုးစင်းတဲ့ဆရာတွေးခေါ်တွေကိုအရင်သဘောကျတယ်တနေ့တော့ဆရာက one twin can ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ကိုပြောပြတယ်မရှိဘူးဆိုတာမသိတာလဲဖြစ်ချင်းဖြစ်နေတတ်တယ်မွေးကလေးကမျက်စိမမြင်တဲ့ one twin can ကိုအရာအကြောင်းသိအောင်ဘယ်လိုပြောမလဲ သူ့ကိုဖြူရောင်ချောင်းပြောရင်ဘိုင်းကဲ့သို့ဖြူသည်လို့ပြောလို့မရဘူးဝမ်တွင်ကန်းဆိုတော့ဘိုင်းလည်းမသိဘူးအဖြူရောင်ကိုလည်းမသိဘူးဝမ်တွင်ကန်းသူကသူမသိတဲ့အရာ ဖြစ်နေလို့အဖြူသည်မရှိဘိုင်းသည်မရှိလို့ပြောရင်အစွန်းရောက်ပြောပဲဖြစ်မှာပေါ့သူမသိနိုင်တာပါအရှိတရားကတော့ရှိတာကရှိနေတာပဲနော်ကျွန်တော်ကဝမ်သာအာရနဲ့ဆရာကျွန်တော်အဲ့ဒီအကြောင်းကိုချက်စွပြုတ်ထဲမှာဖတ်ဘူးတယ်လို့ကြွားလိုက်တယ်ကိုဘက်လောက်စာဖတ်နာတယ်လဲပေါ့ဆရာကပြုံးနေတယ်ပြီးတော့ ။အဲ့ဒီကျက်စွတ်ပြုတ်ကဘယ်နှခုနှစ်လောက်ကထွက်တာလဲဘယ်သူရေးတာလဲမကြသေးဘူးစရာတလောကစာအုပ်ပေါင်းချုပ်ထဲမှာဖတ်လိုက်ရတာ2005လောက်ကဖြစ်မှာပေါ့စာရေးစရာကဗြိတိန်ကထင်တယ်နာမည်တော့မမှတ်မိတော့ဘူးစရာကပြုံးလိုက်တယ်ပြီးတော့ရင်းနှွေးချမ်းတစ်ခက်ကိုတောက်လိုက်ပြီးကိုတင်းညွန်အဲ့ဒီစကားကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပါရာတိတုံမှာဟောကြားတော်မူခဲ့တာဗျာတဲ့လေကျွန်တော်လေးရှက်လိုက်တာစရာကိုတရိယာချင်းများစွာဖြင့်တင်းညွန့် 9/5/2018လဒီစာလေးကိုဖတ်ပြီးတော့အတွေ့အကြုံစင့်ပွားနိုင်ကြပါစေ။နောက်ထပ်လည်းဆရာကြီးတင်ညွှန်စာများကိုတင်ဆက်ပေးချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မသူတာပါ။